င်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ယောမဩဝါဒစာ အခန်းကြီး14ကို အတူတူလေ့လာကြည့်ကြပါတယ် The wise believers ကပြုစုထားတဲ့မဆူဒီကိုအခြေခံပြီးတော့ပေါ့နော်ဟုတ်ကဲ့မင်္ဂလာပါဒီအခန်းကတကယ်ရောကျမတို့ရဲ့နေ့စဉ်ခရီးဟန်အတ္တတာနဲ့တော်တော်လေးဆက်ဆက်နေတဲ့အကြောင်းအရာတွေအထူးသဖြင့်ယုံကြည်ချက်ချင်းမတူတဲ့အခါဘယ်လိုဆက်ဆံမလဲဆိုတာတွေပါနေတာကိုဟုတ်ပါတယ်အဓိကကတော့ အားချီးတဲ့အားနည်းတဲ့ဆိုတဲ့ယုံကြည်သူတွေချာကချစ်ချင်းမေတ္တာတို့အချင်းချင်းလက်ခံတာတို့သဘောထားကွဲလဲမှုတွေကိုဘလို့ကြိုက်တွယ်မလဲဆိုတာဒီပဲနော်အေးဆိုတော့ဒီနေ့ကျမတို့ဒီအချက်တွေကိုနားလည်ဖို့စူးစမ်းရင်းနဲ့ The Wise Believers ရဲ့ရှူထောင်းကနေလက်တွေ့ဘလို့ကျင့်သုံးနိုင်မလဲဆိုတာကိုဆွေးနွေးသွားကြမှာပါကဲဒါဆိုစားလိုက်ကြရအောင်အခန်းငယ်၁၁ကနေ၄အထိမှာရှင်ပေါလုတဲ့တဲ့ပြောထားတာတခုရှိတယ်ယုံကြည်ခြင်းအားနည်းသူတွေကိုလက်ခံဖို့ ဒါပေမဲ့ဟိုဟာတန်တရားဖြစ်စရာကိစ္စတွေမှာအငင်းမပွားဘူးဆိုတာလေအဲ့ဒါဘလို့သဘောမျိုးလဲဟုတ် तू ကအဲ့ဒီမှာရှင်းရှင်းလေးပြောထားလားလက်ခံမှာလဲဒါပေမဲ့အငင်းပွားစရာဖြစ်တဲ့အယူအားလားရောလို့ငင်းခုမနေကြနဲ့ဆိုပြီးတော့ तू ဥမာပေးထားတာကအစားတော့ပဲอืมအစားတော့ဟုတ်တယ်တချို့ကအရာရာဟိုစားတယ်တချို့ကတော့ဟင်းတိဟင်းရုပ်ပဲစားတယ်ဒီဟင်းတိဟင်းရုပ်ပဲစားရဲ့သူကိုသူကအားနည်းသူလို့တုံတုံထားတယ်ဒါပေမဲ့လေ the wise believers ကထောက်ပြရေးစိတ်ဝင်စားစရာအချက်ကရှင်ပေါလုကဘသူကမန်တယ်ဘုရားကပိုကောင်းတယ်လို့ပြောနေတာမဟုတ်ဘူးဟုတ်လားအင်းသူအတီးကပြောကျင်တာကဒီအုတ်စုနှစ်စုလုံးလေးတယောက်ကိုတယောက်မထီမမိမလို့ကြနဲ့အပြစ်မတင်ကြနဲ့ဆိုတာပဲ။အော်အဲ့ဒါအရေးကြီးတယ်။ဟုတ်တယ် တဖက်ကကိုလို့တာအမှန်ဆိုပြီးတခြားသူကိုအောက်ကျမြင်တာမျိုးနောက်တစ်ဖက်ကလည်းကိုမလို့တာသူများလို့ရင်အပြစ်ပြောရင်တာမျိုးဟောနော်အတိအကျပဲဆိုတော့ဘာလို့အဲ့လိုမလို့ရလာလဲဆိုတဲ့အကြောင်းရင်းအပေါ်အရေးကြီးလဲအခြေခံကဖျားသခင်ကိုယ်တိုင်ကသူတို့အားလုံးကိုလက်ခံထားပြီးသားဖြစ်နေလို့လဲအပြစ်စီရင်ခွင့်မရှိဘူးဆိုတဲ့သဘောပဲကိုကဘာသူမိုးလို့လဲပေါ့ရှင်ပေါလုကမေကွန်းအောင်ထောက်ထားသေးတယ်လေ သူတပားရဲ့အစေခံကိုတင်ပါလို့စီရင်တာလေလေသူမှလာမလာကသူ့တခင်နဲ့ပဲဆိုင်နေကိုနဲ့မဆိုင်ဘူးဆိုပြီးတော့ the wise believers ကတော့ဒီအချက်ကိုလက်တွေ့မှာလိုင်နာဟုအခက်ဆုံးတစ်ခုလို့ပြောထားတယ်ဟုတ်ပါပဲကို့မြင်တဲ့တိုင်းခင်စေကရှိနေတာကိုကဲဆက်ပြီးတော့အခန့်ငယ်ငါကနေစနစ်မှာနေရက်ဒီကိစ္စပါလာပြန်ရောတချို့နေ့တွေကိုပုံမြက်တယ်ထင်တာတော့အတူတူပဲထင်တာတော့ ဒီမှာရောဘလို့လဲဒီမှာလည်းအခြေခံသဘောတရားကအတူတူပဲဟိုအစားသောကိစ္စလိုပဲဘယ်ဟာကမှန်တယ်လို့ရှင်ပေါ့လူကမဆုံးဖြတ်ပေဘူးအင်းဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ကောင်းပါသူအလေးပေးတာကအပြင်ပန်းလို့ရထက်အထဲကစိတ်ရင်းနဲ့ခံယူချက်ပဲအဓိကကိုလုပ်တဲ့အရာကောမှာကိုစိတ်ထဲမှာလုံးဝတည်ကြနေဖို့ယုံကြည်စိတ်ချမှုရှိဖို့ပဲပြီးတော့အဲ့ဒီလို့ရကဖရားအထက်သခင်မယားကိုထောက်ထားပြီးလုပ်တာဖြစ်ဖို့လိုတယ်လို့ဆိုလိုတာဩဟုတ်ကဲ့ဆိုလိုတာကလို့ရအေးကမှန်တယ် B ကမားတယ်ဆိုတာထက် A ကိုလှုပ်တဲ့သူကတော့ B ကိုလှုပ်တဲ့သူကတော့သခင်ဖះကိုမျက်မှောက်ဖြူပြီးလှုပ်သလားကိုစိတ်ထဲမှာတေချာလို့လှုပ်သလားဆိုတာကပူရေးကြည့်တယ်ပေါ့ဟုတ်ပါတယ်အခန်းငယ်6မှာအတော့ရှင်းရှင်းလေးတွေ့ရတယ်။စားတဲ့သူကလည်းဖျားအုပ်ထောက်ပြီးစားတယ်၊ကြီးစုတော်ချီးမွားတယ်။မစားဘဲရှောင်တဲ့သူကလည်းဖျားအုပ်ထောက်ပြီးရှောင်တယ်၊ကြီးစုတော်ချီးမွားတယ်။အဓိကသခင်မရပဲ။อืม ဆိုတော့လေဒါကိုပိုးချဲ့ပြိုင်တဲ့အခြေအနေနဲ့ဆက်ဆက်ကြည့်မယ်ဆိုရင်ရှင်ဘောလူကဒီကနေ့သစင် သခင်ဘရားရဲ့အချို့အချာအာနာပိုင်မှုဆိုတဲ့ concept ကြီးကိုဆွဲခေါ်လာလားအဲအဲ့ဒါလေးနည်းနည်းရှင်းပြပါဦးအသက်ရှင်တာတေတာကသခင်အတွက်ဆိုတာနဲ့ဘလို့ချိတ်သွားတာလဲအခန်းငယ်ခုနှစ်ရှိမှလीငါတို့တွင်အဘယ်သူမြတ်ကိုအဖို့အသက်မရှင်အဘယ်သူမြတ်ကိုအဖို့မတည်အသက်ရှင်ရင်သခင်ဘရားအဖို့အသက်ရှင်ရင် ်သေးလျင်သခင်ဖျားအဖို့သေးဤလို့ဆိုထားတယ်။ဆိုတော့ကျွန်တော်တို့ရဲ့ဘဝအခုလုံးဆုံးဖြတ်ချက်တွေလုံးရက်တွေအကုန်လုံးကကိုယ့်အတွက်ချီးပဲမဟုတ်ဘူး။ကိုရောပိုင်ဆိုင်တဲ့အတ္တတာဖြစ်တယ်ဆိုတဲ့အသိပေါ့နော်။ဟုတ်ကဲ့ The wise believers ကဒီအချက်ကိုခရစ်တော်အသေးခံပြီးရှင်ပြန်ထမြောက်တာရဲ့အဓိကရည်ရွယ်ချက်နဲ့ချိန်ပြထားတာသဘောကျတယ်။အခန်းငယ်၉မှာလေခရစ်တော်သည်တည်တော်သူတို့ကို၎င်းရှင်တော်သူတို့ကို၎င်း အစိုးရသောအရှင်ဖြစ်လို့တော့ငါဆိုပြီးရေးထားတယ်။ကိုတော်ကကျမတို့ရဲ့အရှင်သခင်ဖြစ်တယ်ဆိုတာကိုအခိုင်အမာပြောနေတာ။အဲ့တော့အရှင်သခင်ကကိုတော်ဖြစ်တဲ့အတွက်ကျွန်တော်တို့အချင်းချင်းကကြောက်ကြောက်သခင်လိုသွားလုံးလုံးမရအောင်အပိသွားတင်လို့မရအောင်ဆိုတဲ့သဘောလား။အတိအကျပဲ။ဒါကြောင့်မလို့အခန်းငယ်7ကနေဆက်မှာဗျာသခင်ရဲ့တရားစီရင်ပလန်ရွှေ့မှာရရမယ့်အကြောင်းတန်းပြောတာ။ မိโกကိုအပေကြောင့်အပစ်တင်စီရင်တနီအပေကြောင့်မထီမဲမြင်ပြုတနီဆိုပြီးမေးပြီးတော့ငါတို့ရှိသမျှသည်ခရစ်တော်ဤတရားပလင်တော်ရှင်း၌စစ်ကြောစီရင်တော်မူခြင်းကိုခံရကြမည်လို့ပြောလိုက်တယ်။อืมနောက်ဆုံးတော့ကိုလောက်တာကိုပဲဖျားရှိမှစီရင်ရှင်းရမှာဟုတ်တယ်ကိုစီကိုစီတိုက်ရိုက်တာဝန်ခံရမှာဒါကြောင့်အခုလောလောဆယ်သူများကိုစီရင်ဖို့မကြိုးစားနဲ့ဆိုတဲ့သဘောပဲတရားတိကကြော်တော်လေးနှင့်ချစိတ်ပေးတယ်နော် ဟုတ်ကဲ့ဟုတ်ကဲ့တကယ်ပဲဆိုတာအစားအသောက်နေ့ရက်တွေမှာကိုယုံကြည်ချက်တိုက်လို့ဒါမဲ့သူများကိုမစီရနဲ့အားလုံးဖျားရှင်မှာတာဝန်ခံရမယ်။ကောင်းပြီ။ဒါဆိုအခန်းငယ်73နဲ့စပြီးတော့ရောဘာကိုအဓိကပြောလာပြန်လဲ။ဒီမှာ focus နဲ့ပြောင်းသွားတယ်လို့ပဲခံစားရတယ်။ဟုတ်တယ်ဟုတ်တယ်။ focus ကငါအခွင့်ရေးဆိုတာကနေ ူတစ်ပါးရဲ့ကောင်းကျိုးဘက်ကိုရောက်သွားပြီးအခန်းငယ်73မှာနောက်တစ်ဖန်အချင်းချင်းအပြစ်ကျင်စီရင်ချင်းကိုရှောင်ကြကုန်စို့ဆိုပြီးအရင်ကပြောခဲ့တာကိုအတီးဖြုတ်လိုက်တယ်ပြီးတော့ညီးခိုထိမိရဲ့လဲစရာအကြောင်းမာရင်းစရာအကြောင်းကိုမဖြုတ်မီဟုစိတ်ပိုင်းဖြစ်ချင်းရှိကြကုန်လောက်လို့တိုက်တွန်းလာတယ်။အော်အပြစ်မစီရင်ဖို့ပြောရုံတည်းမဟုတ်တော့ဘူး။ကိုလုတ်ရဲ့ကြောင့်သူများဒုက္ခရောက်အောင်သူများယုံကြည်ခြင်းလန်းလို့အောင်မလုတ်ဖို့ပါလာတာပေါ့။မှန်ပါပဲ။ ဒီနေ့မှာရှင်ပေါလုံးကသူ့ကိုပိုင်ယုံကြည်ချက်ကိုလည်းရှင်းရှင်းလေးပြောထားတယ်နော်အခန်းငယ်၁၄မှာသူကတော့ဘယ်အစမှသူ့တဘာဝအတိုင်းမညူဘူးဆိုလားသခင်ယေရှုအဖင့်တည်တယ်ယုံကြည်တယ်တဲ့ဒါပေမဲ့ဒါပေမဲ့တယောက်ယောက်ကညင်ညူးတယ်လို့ထင်ရင်အဲ့လိုတက်တော့ညင်ညူးသွားပြီဟုတ်တယ်အဲ့ဒီလိုပြောထားတယ်ဒါသားကဘာကိုပြန်ဥတီထောလဲဆိုကို့မှာလွတ်လပ်ခွင့်ရှိလာမှန်းတဲ့အတိညာရှိရမှန်းတဲ့ဒါပေမဲ့အဲ့ကဒီထဲပိုရေးကြည့်တာကချစ်ချင်းမြတ်တာပဲဆိုပြန်ရောက်သွားရောဟွန်း ချစ်ချစ်မြတ်တာအခန်းငယ်15မှာလေတင်ဤညီအကိုဒီတင်စောသောအစာကြောင့်အစိတ်စိတ်နာရရင်တင်ဒီမြတ်တာတရားတိုင်မကျင့်နဲ့အယံပြတ်သားတဲ့ပြီးတော့တင်ဤအစာဖြင့်သူ့ကိုမဖြက်စည်းနဲ့ခရစ်တော်သည်ထိုသူအဖို့အသေးခံတော်မူပြီဆိုရာကတော်တော်လေးပြင်းထန်တဲ့စကားလဲဟုတ်ပါကိုစားတဲ့အစာတလို့ကခရစ်တော်အသက်ပေးထားတဲ့ညီကိုတယောက်ကို ဖြက်စည်းမိနိုင်တယ်ဆိုတဲ့သတိပေးချက်ပဲ။ ဒါကြောင့်ချစ်ချင်းမေတ္တာကကိုယ့်ရဲ့လွတ်လပ်ခွင့်ထဲရှေ့ရောက်ရမယ်ပိုရည်ကြည့်ရမယ်ဆိုတဲ့မူပေါ့နော်ဒါဆိုရင်တော့ချစ်ချင်းမေတ္တာကအတိကလမ်းညွှန်းချက်ထင်လာပြီ The wise believers ရဲ့မဆူတဲ့ theme မှာတော့ ဒီချက်ကိုဘယ်လိုသုံးသပ်ထားသေးလဲ The wise believers ကဒီချစ်ချင်းမေတ္တာအပြင်ချင်းလေချင်းဆိုလာကိုအသင်းတော်ရဲ့လက်တွေ့အသက်တာနဲ့တိုက်ရိုက်ချိဆက်ပြဟားတယ်။သူတို့မိမောင်းတို့ပြနာကဖျားသခင်နိုင်ငံတော်ဆိုတာအစာအတော့ကိစ္စလုတ်တင်မလုတ်တင်ဆိုတဲ့အပြင်ပန်းစည်းကမ်းချက်တွေမှာအထီးကတည်နေတာမဟုတ်ဘူးဆိုတဲ့အချက်ပဲ။ဟွန်းဟုတ်ကဲ့။အခန်းငယ်စခွတ်မှာရှင်းနေတာပဲ။ဖျားသခင်ဤနိုင်ငံတော်ဒီအစာအတော့နိုင်မတည် တန်ရှင်သောဝိညာဉ်တော်အားဖြင့်ဖြစ်သော ဖြောင်းမချင်းငြိမ်သက်ချင်းဝမ်းမြောက်ချင်း၌တည်၏တဲ့ဆိုတော့ကျမတို့အာယုံဆ ਾਇ ရမှာကဒီအတွင်းသဘောတွေဖြောင်းမချင်းငြိမ်သက်ချင်းဝမ်းမြောက်ချင်းကိုအတိုင်းဝိုင်းမှာဘုဒ္ဓတည်ဆောက်မလဲဆိုတာကိုပိုအာယုံဆ ਾਇ ရမယ်အစာတောက်ကင်းစနဲ့ငင်းနေတာကအဓိကနဲ့လွဲနေတယ်ပေါ့ဟုတ်ပြီဟုတ်ပြီအနှစ်သာရကိုအာယုံဆ ਾਇ ရမယ်တော့ကြောင့်အခန်းငယ်ဆက်ခွမှာငြိမ်သက်ချင်းနဲ့ဆက်ဆိုင်သောအရာ အချင်းချင်းတယောက်ကိုတယောက်တည်ဆောက်စရာနဲ့ဆက်ဆိုင်သောအရာတို့ကိုမိအောင်မကြကုန်စို့လို့အားပေးထားတာကောင်းပါပြီ ငင်းသက်ချင်းနဲ့အချင်းချင်းတိဆောက်ချင်းကိုဦးစားပေးရမယ်။အခန်းကြီးအဆုံးမရောက်လာတော့နောက်ထပ်အရေးကြီးတဲ့အချက်တခုထပ်ထွက်လာတယ်။ဟွာတန်တရားနဲ့လို့ရအပြစ်ဖြစ်တယ်ဆိုတာလေတားပါကိုဆိုလိုတာလေ။အခန်းငယ်20ကနေ23အထိကအဲ့ဒီအကြောင်းပဲ။အဒီကတော့ကိုယ့်ရဲ့ autopsy ကိုယ့်ရဲ့ conscious one အဲ့ဒါဘလောက်အရေးကြီးတယ်ဆိုတာကို ပြောတာ။ကိုလိုလိုက်တဲ့အရာတခုကမှန်ရဲ့လားဖျားတခင်လက်ခံမှမလားဆိုတော့ကိုစိတ်ထဲမှာလုံးဝတန်တရားကင်းနေဖို့လိုတယ် အခန်းငယ်20နှစ်မှာတင်လိုက်ယုံကြည်ခြင်းရှိရင်ကိုရံဖျားတခင်ရှိတော်နဲ့ရှိစေလော့ဆိုပြီးပြောထားပြီးတော့23မှာအဆုံးသတ်လိုက်တာကယုံမသောသူသည်စာလင်အဖြစ်စီရင်ခြင်းကိုခံရ၏အကြောင်းမူကယုံကြည်ခြင်းစိတ်မရှိဘဲစား၏ယုံကြည်ခြင်းစိတ်မရှိဘဲကျင့်သည်များသောအကျင့်သည်အဖြစ်ရှိ၏တဲ့တသောဒါရီအလုံးကဘာကိုဆိုလိုတာလဲဆိုလိုတာကကိုလောက်တဲ့အလုံးတိုင်းမှာကိုစားတာကိုရှောင်းတာအကုန်လုံးမှာ ကိုစိတ်ထဲမှာဒါဖျားတခင်ပဲမန်တယ်ဆိုရဲ့ ခိုင်မာတဲ့ယုံကြည်ချက် စိတ်ရှင်းမှုရှိဖို့လိုတယ်။မရှင်းဘဲတန်တရားနဲ့လုပ်မိရင်အဲ့ဒါအကစ်ပဲ။ဟုတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလောက်ရကယုံကြည်ခြင်းကို အချင်းမခံတော့လို့ပဲ။ဖျားသခင်ကိုယုံကြည်ကိုးစားမှုကိုရိုရဲ့စကားကိုနားထောင်မှုဆိုတဲ့ faith ပေါ်မှာမရှိတော့ဘူး။ The wise believers ကဒါကိုကိုပိုင်တာဝန်ယူမှုဆိုပြီးအလေးပေးထားတယ်။ကိုယုံကြည်ချက်ကိုတွန်တာပါစေအတွက်ကိုတိုင်းပဲဖျားရှင်မှာတာဝန်ယူရမှာ။ကောင်းပါပြီ။ တော်တော်လေးပြည့်စုံတဲ့အတွင်းသင်ချက်တွေပဲကဲဒါဆိုရင်ဒုတိယပိုင်းအရင်နေပေါ့နော် the wise believers ကဒါဒီကိုဒီနေ့ခေတ်မှာလက်တွေဘလို့ကျင်သုံးနိုင်မလဲဆိုပြီး ထောက်ပြထားတဲ့အချက်တွေကိုစက်ကြည့်အောင်ပရမဆုံးအချက်ကပါများလဲခင်ဗျပရမဆုံးလက်တွေကျင်သုံးဖို့တို့အချံပြူတာတာအောင်လေအရင်မကြည့်ရဲ့ကဲတင်ခြင်းနဲ့တိတ်ရဲမပတ်သက်တဲ့ကိစ္စတွေမှာပေါ့အချင်းချင်းလက်ခံတတ်ဖို့ပဲကျမတို့ယုံကြည်သူအတိုင်းဝိုင်းတွေမှာ ခြေခံအမှန်တရားတွေဥမာခရစ်တော်ကိုယုံကြည်ရင်ကယ်တင်ခြင်းရတယ်ဆိုတာမျိုးတွေရှိတယ်လို့အဲ့လိုအရေးမကြီးပေမဲ့သဘောထားကွဲလွဲနိုင်တဲ့ကိစ္စတွေအများကြီးရှိတယ်လေဟုတ်တယ်ဟုတ်တယ်ဥပမာဥပမာဝတ္တာစားတာပုံစံနဲ့နားတော်တဲ့သချင်းပုံစံနဲ့အတင်းတော်မှာပွဲတော်တွေကိုဘလို့လုံးတင်နေဆိုတာမျိုးတွေဒါမှမဟုတ်ဟိုလူမှုရေးနိုင်ငံရေးအမြင်တချို့လိုကိစ္စတွေမှာပေါ့ The Wise Bolinas ကပြောတာကဒီလိုအခြေခံမဟုတ်တဲ့ကိစ္စတွေမှာကိုယ်လိုမဟုတ်တဲ့သူတွေကိုဟွာနေတယ်ဘာသာတရားနဲ့မညီဘူးဆိုပြီးမြန်မြန်ဝေဖန်တာစီရင်တာမလုပ်ဘဲနဲ့ယောမဆလေးကတင်ပေးတဲ့အတိုင်းချစ်ချင်းမြတ်တာနဲ့အရင်ဆုံးလက်ခံကြည့်ဖို့သူတို့ဘာကြောင့်ဒီလိုယုံကြည်လဲဆိုတာနားလည်ပေးဖို့စူးစမ်းရမယ်တဲ့음သူတို့ဒါကအရေးကြီးရဲ့မိကွန်းတစ်ခုကိုမေးလာစေတယ်အတိုင်းဝိုင်းတစ်ခုအနေနဲ့ဒီလိုကွဲပြောင်းမှုတွေရှိနေတာကိုလက်ခံရင်းနဲ့စီးလုံးညီရမှုကိုရောဘလို့ဒီဆောင်မလဲဆိုတာ တာပေါ့ဟုတ်တယ်လက်တွေ့မှာဒါကတကက်စင်ခေါ်မှုပဲကဲဒုတိယချက်ကတော့ဒုတိယချက်ကတော့အစောကဆွေးနွေးခဲ့တာနဲ့ဆက်ဆက်နေပါတယ်ခရစ်တော်ရဲ့တရားစီရင်ပလင်ကိုမြဲတတိယနေဖို့ပါကိုယ့်ရဲ့လောက်ရဲ့ကိုယ့်ရဲ့စကားကိုယ့်ရဲ့သဘောထားဒီအလုံးအတွက်နောင်ဆုံးမှ တောင်းဝန်ခံရမှာကလူတွေရှေ့မှာမဟုတ်ဘူးဖျားသခင်ရှေ့မှာပဲဆိုတဲ့အတိကိုအမြဲဟလုံးသွင်းထားဖို့လိုတယ်ဟုတ်ကဲ့ ်ဒီအသိရှိနေရင်လည်းကျွန်တော်တို့မာနကြီးရတယ်သူများကိုအလွေတကူကောက်ချက်ချဝေဖန်တာတွေနဲသွားနိုင်တယ်ကိုလုံနေတာတွေကလူတွေသဘောကျဖို့လားဘုရားသခင်နဲ့တက်ဖို့လားဆိုတော့ပျံစန်းစစ်စေတယ် the wise believers ကတော့ဒီတိတရားကနှိမ်ချမှုရဲ့အခြေခံပဲလို့ဆိုတယ်ဟုတ်ပါတယ်နောက်တစ်ချက်ကလည်းအရင်အရေးကြီးတယ်လို့ကျွန်မထင်တယ်အဲ့ဒါကချစ်ချင်းမေတ္တာကလွတ်လပ်မှုထက်ပိုကြီးတယ်ဆိုတဲ့အချက်ပဲဟွန်း ငံတရားမှာခစ်ထိုကြောင့်ရတဲ့လွတ်လပ်ခွင့်တွေအများကြီးရှိတယ်ဟုတ်ပြီအစားအသောက်ကိစ္စမှာဘာမှမညှို့ညူးဘူးယုံကြည်ရင်စားပိုင်ခွင့်ရှိတယ်ဒါပေမဲ့လေရှင်ပေါလုတင်ပေးတာကကိုယ့်ရဲ့အဲ့ဒီလွတ်လပ်ခွင့်ကိုတုံးလိုက်ခြင်းအပြင်တခြားယုံကြည်ခြင်းမှာနုနယ်တဲတဲ့အားနယ်တဲ့ညီကောင်မောင်နှမတယောက်ယောက်ကစိတ်ထိခိုက်မယ်သူတို့ယုံကြည်ခြင်းမှာအာရုံသွားမယ်ဒါမှမဟုတ်လေးစရာထိသွားမယ်ဆိုရင်ကိုယ့်လွတ်လပ်ခွင့်ကိုခဏပြေဖယ်ထားလိုက်ဖို့အေးချစ်ချင်းမိတာကြောင့်ချုပ်တဲလိုက်ဖို့စွန့်လွတ်လိုက်ဖို့ပဲ The Wise Believers ကဒီနေရာမှာပြောတာကတကယ်ဝิญဉဉ်ရရရင်ကြက်မှုဆိုတာကိုအခွင့်အရေးဘလောက်ရလဲဆိုတာဆက်သူများကောင်းကျိုးအတွက်ကိုအခွင့်အရေးကိုဘလောက်စိတ်လိုကိုလျောက်ဆွတ်လွတ်နိုင်တယ်လဲဆိုတာနဲ့တိုင်းတာတယ်တဲ့ဒါတကယ်ပဲခရစ်တော်ရဲ့စိတ်တော်ထားနဲ့တော်တော်နှိစက်တယ်ကိုတော်တိုင်းကလည်းသူ့အခွင့်အရေးကိုမတုံးပဲကျွန်တော်တို့အဆုံးစွန်တဲ့စဉ်သက်လာတာကို ကဲနောက်ဆုံးလက်တွေ့ကျင့်သုံးဖို့အချက်ကတော့ပါလဲခင်ဗျာနောက်ဆုံးအချက်ကတော့အခန်းငယ်23ကအချုပ်စကားပဲယုံကြည်ခြင်းမှမဟုတ်ရင်အပြစ်ဖြစ်သေးဆိုတာဒါကဟို ကိုပိုင်ဥတ္တရပါစိတ်အရှင်းလင်းမှုရဲ့အရေးကြီးပုံကိုထပ်ပြီးအလေးဖေးတာပဲကိုလုံးမဲ့ကိစ္စတစ်ခုခုမှာအထူးသဖြင့်အငင်းပွားဆရာဖြစ်နိုင်တဲ့ကိစ္စတွေမှာဘုရားသခင်ရဲ့အလိုတော်လားတမန်တော်ရဲ့ညည်လားဆိုတာတေချာစုကောင်းစဉ်းစားပြီးကိုယ်စိတ်ထဲမှာခိုင်မာတဲ့ယုံကြည်ချက်ရှိပြီးဆိုမှလုံးဆောင်ဖို့လိုတယ်ဟုတ်တယ်စိတ်ထဲမှာဒွေးဟာ ဖြစ်နေလျက်နဲ့တန်တရာရှိလျက်နဲ့လှုပ်လေပါတော့မယ်ဆိုတာမျိုးကရှောင်ရမယ်။ဘာလို့လဲဆိုတော့အဲ့ဒါတွေကဖះကောအပြည့်အဝယုံကြည်ကိုးစားခြင်းဆိုတဲ့ယုံကြည်ခြင်းရဲ့အခြေခံပေါ်မှာမရှိတော့လို့ပဲ။ကိုယ့်စိတ်ကိုရှင်းဖို့ကအရေးကြီးဆုံးပဲ။ဟုတ်ကဲ့။ငုံကြည့်လိုက်ရင် Yoma Sutlin နဲ့ The Wise Believers ရဲ့ထိုးထွင်းမြင်နေတဲ့ရလိုက်တဲ့အဓိကသင်ခန်းစာတွေကတော့ယုံကြည်သူတွေကြားမှာအခြေခံမဟုတ်တဲ့ကိစ္စတွေမှာကွဲပြားမှုတွေရှိနိုင်တယ်။ဒါပေမဲ့အဲ့ဒါတွေကိုချစ်ချင်းမေတ္တာနဲ့လက်ခံပြီးစီလုံးမှုကိုရှာရမယ်။ ဟုတ်တယ်ကိုလုံးလက်ခွင်ကိုချစ်ချင်းမေတ္တာရဲ့လမ်းညွန်မှုအောက်မှာထားပြီးသူတစ်ပါးကိုမချီခန့်အောင်တတိနဲ့တုံးရမယ်မှန်ပါတယ်သူများကိုအလွဲတကူစီးရင်တာရှောင်ပြီးကိုတိုင်ဖျားရှင်မှာတာဝန်ခံရမယ်ဆိုတဲ့စိတ်နဲ့နှိမ်ချရမယ်အင်းပြီးတော့ကိုလုံးတမယအရာတိုင်းမှာဖျားရှင်မှာစိတ်ရှင်းနဲ့အော်တပါစိတ်နဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိဖို့အရေးကြီးတယ်ဆိုတာဒီပဲပေါ့နော်ဟုတ်ကဲ့ဒီဆွေးနွေးမှုအဆုံးမှာနားထောင်နေသူတွေအတွက်ဆက်ပြီးစဉ်းစားစရာလေးတခုခြံထားခဲ့ခြင်းပါတယ် ရှင်ပေါလုကဒီရခိုင်မှာငိမ့်တဲ့ချင်းနဲ့အချင်းချင်းတိဆောက်ချင်းကိုလိတ်လောက်ဖို့ဒီလောက်အလေးပေးထားတာကိုကြည့်ရင်လေဒီနေ့ခေတ်မှာအထူးသဖြင့် online မှာရော offline မှာရောအမြင်တွေအရန်ကွဲရဲချင်းတွေမှာကျမတို့ယုံကြည်သူတွေကြားထဲမှာသဘောထားမတိုက်ဆိုင်မှုတွေအငင်းပွားစရာတွေကြုံလာတဲ့အခါ ကိုဘက်ကပဲမှန်တယ်ဆိုပြီးအနိုင်ယူဖို့စ조사လာမျိုးထဲဒီရောမဆလေးကတင်ပေးတဲ့ချစ်ချင်းမိသားလက်ခံချင်းအချင်းချင်းတိဆောက်ချင်းဆိုတဲ့မူတွေကိုလက်တွေ့ပြန်သုံးသပ်ပြီးတော့ဆက်ဆံရေးတွေမပစ္စည်းအောင်အတင်းတော်ရဲ့စီလုံးမှုမထိခိုက်အောင်အဆုံးစုံမှာတော့ခရစ်တော်ရဲ့ဘုန်းတော်ထင်းရှားအောင်ဘလို့နေထိုင်ပြုလို့ဆိုလို့ဆောင်သွားနိုင်ကြမလဲဆိုတဲ့မိခွန်းလေးကိုကိုစီစင်ချင်းကြည့်ဖို့တိုက်တွန်းရင်းနေပဲနှီးခွန်းချုပ်ချင်ပါတယ်